အဘာဖြစ်ဖြစ်ငါတို့ထိုးရကနေတင်ကနန်းလေးတွေပေါက်သွားတယ်ပေါ့ဒါဆိုလို့ရှင်ပျော်ပြီးတော့နောက်တစ်ပတ်တော့ကိုအားတွေပြန်ရလာတယ်ပြီးတော့ဒီရလာရေးပတ်စံအနေနဲ့ဆက်ထိုးတယ်ပြီးတော့ဆက်ကုန်တယ်ဒါနဲ့ပဲတန်နီကလည်ပြီးတော့မွဲနေနဲ့မှနေတဲ့တက်ကိုနစ်လာတယ်ပေါ့ဗျာပြီးရှင်ရဲ့သူတွေထဲမှာလည်းဒီနှလုံးသုံးလုံးကိုအာသီသရှိရှိနဲ့ဝါသနာတစ်ခုအနေနဲ့ထိုးနေတဲ့သူတွေရှိတယ်တခုခုဆိုလို့ရှင်ငွေကိုအချောင်လိုချင်တယ်ပြီးတော့အလုံးမလုံးချင်ကိုအပြင်းတက်တဲ့လူတွေကများတယ်လူသိမှတ်တဲ့နှလုံးဒီလုပ်ငန်းတွေရဲ့နောက်ွယ်ကစနစ်များကဲကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာအခုဗီဒီယိုလေးမှာတော့ ကျွန်တော်တို့နှလုံးတည်လုပ်ငန်းတွေရဲ့နောက်ွယ်မှာဘယ်လိုလူတွေရှိနေတယ်လဲပြီးတော့သူတို့ရဲ့အနေနဲ့ဒီလုပ်ငန်းတွေကိုဘယ်လိုချုပ်ကင်ပြီးတော့လုပ်ဆောင်နေရတာလဲစတဲ့အကြောင်းအရာတွေကိုကျွန်တော်လေ့လာထားမိသမျှဒီဗီဒီယိုလေးထဲမှာအသေးစိတ်ပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာပြောပြချင်တာကဒီဗီဒီယိုလေးကိုကျွန်တော်တင်ဆက်ရခြင်းကနှလုံးတည်လောင်းစားလုပ်ငန်းရဲ့နောက်ွယ်ကလက်ကွက်တဲ့သူတို့တွေဘလို့ပဲပုံပြုလုပ်နေကြတယ်လဲဆိုတာကိုသိစေခြင်းနဲ့ပြီးတော့ဒီလောင်းစားတွေကိုမဆော့ကြဖို့တင်ဆက်ပေးတာပဲဖြစ်ပါတယ်ဗျ အဲ့တော့နှလုံးတီလောင်မစားဟာဆိုလို့ရှိရင်တော့မြန်မာနိုင်ငံကို1990ပြည့်နှစ်ဝန်းကျင်ပိုင်းတွင်မှာထိုင်းနိုင်ငံကနေပြီးတော့ရောက်ရှိလာခဲ့တယ်ဆိုတာကတော့ကျွန်တော်မိတ်ဆွေတွေအားလုံးလည်းသိပြီးသားဖြစ်မှာပါ။အဲ့တော့အတိအကျပြောရမယ်ဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံကထီပေါ့နော် lottery စနစ်တစ်ခုကနေပြီးတော့မြန်မာနိုင်ငံဘက်ကိုကူးပြောင်းလာပြီးတော့နှလုံးသုံးလုံးဆိုပြီးတော့လေလောင်မစားတစ်ခုအဖြစ် တွင်ကျင်လာတာလည်းဖြစ်ပါတယ်။အဲ့တော့ဒီလောင်မစားဟာဆိုလို့ရှိရင်တော့ကျွန်တော်မမွေးခင်လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်တစ်ခုလောက်ထဲကနေပြီးတော့မြန်မာနိုင်ငံမှာပြုလုပ်လာခဲ့ကြတယ်။ ီလိုမျိုးဆယ်စုနှစ်ကြော်ထီတိုင်ုံမှမြန်မာပြည်သူတွေရဲ့ချားမာဒီလောင်းဝဆာကဂုတ်သွေးဆုပ်ယုံမကပဲနဲ့အခုချိန်ထိဆိုလို့ရှိရင်ဂုတ်ခွစီးနေတဲ့အခြေအနေထိတောင်ဖြစ်လို့နေပါပြီအဲ့တော့ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံရဲ့ online gambling တွေရဲ့ဖခင်ကြီးကဒီနှလုံးသုံးလုံးလောင်းဝဆာတွေလိုပဲပြောရင်တော့ရပါတယ်ဒီကနေ့ပဲတဆင့်အခုနောက်ပိုင်းမှာ internet social media တွေကခက်စားလာတာနဲ့အမြကျွန်တော်တို့တွေဖြားသောလောင်းစားတွေကလည်းကျွန်တော်တို့မြန်မာပြည်သူတွေရဲ့အကြောင်းကိုစိတ်ဝင်လာခဲ့တာလို့ပဲပြောရမှာပါ နှလုံးသားစားဆိုတာကကျွန်တော်တို့ထိုင်းနိုင်ငံကအတူကောက် set in dell လို့ခေါ်တယ် stock exchange of thailand ဆိုတဲ့ထိုင်းနိုင်ငံက stock share ဈေးကအဖွင့်နံပါတ်တွေရဲ့နောက်ဆုံးနှလုံးသုံးလုံးကိုယူပြီးတော့ကျွန်တော်တို့နိုင်ငံမှာတရားမဝင် လောင်းစားအဖြစ်နဲ့ပြုလုပ်နေတယ်လို့ပဲပြောရမှာပါအဲ့တော့အခုချိန်နေထိတိုင်ကို long story short ပြောရမယ်ဆိုလို့ရှိရင်တော့ဆယ်စုနှစ်တခုကြာမြန်မာနိုင်ငံမှာဂုတ်သွေးစုပ်ရက်တီလာနိုင်ခဲ့တဲ့ဒီ နှလုံးသားမစားဟာဆိုလို့ရှိရင်မြန်မာနိုင်ငံကပြည်သူတွေရဲ့ချားမှာဘလို့စိတ်ဝင်နေလဲဆိုရင် လွယ်လွယ်နဲ့ပတ်စံရမယ်ဆိုပြီးတော့အာစိတ်ဝင် ပြီးတော့တဖြည်းဖြည်းနဲ့မွဲသွားကြတာတွေကြီးပါပဲအဲ့တော့ကျွန်တော်တို့အနေနဲ့နှလုံးသားမစားတွေရဲ့နောက်ွယ်ကိုသိကျင်နေဆိုလို့ရှိရင်အရေးကြီးတဲ့အချက်နှစ်ခုရှိပါတယ်ဒါကတော့ set in depth ဆိုတဲ့ထိုင်းနိုင်ငံက stock exchange of thailand ဆိုတဲ့အရာရဲ့အဓိကအရေးကြီးဆုံးဖြစ်တဲ့ဒီလုပ်ငန်းတွေရဲ့နောက်ွယ်မှာရှိနေတဲ့ဘူခီဆိုတဲ့သူတွေပဲဖြစ်ပါတယ် အဲ့တော့မိတ်ဆွေတို့ရဲ့မျက်စိတွေထင်းလာအောင်ပြောရမယ်ဆိုလို့ရှိရင် set index ဆိုတာကထိုင်းနိုင်ငံရဲ့ stock share ဈေးကွက်မှာရောင်းလို့အားဝယ်လို့အားတွေကိုတစ်နေ့တာဈေးအားတွေအရပြပေးတဲ့ကဏန်းတွေလို့မှတ်ယူထားမှာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နှလုံးသွေးကဒီ set index တွေရဲ့ကဏန်းတွေအများကြီးရှိတဲ့ထဲကမှနောက်ဆုံးနှလုံးသုံးလုံးကိုယူပြီးတော့ကစားကြတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီနေ့ထိုင်းနိုင်ငံမှာ set index က1 2 3 4 0.56ဆိုလို့ရှိရင်သူတို့ရဲ့အနေနဲ့နောက်ဆုံးနှလုံးဖြစ်တဲ့56ကကျွန်တော်တို့မြန်မာနိုင်ငံမှာ 2D ပေါ့เนาะအဲ့တော့သူတို့တွေကဓာတ်တွေကိုတီးတဲ့အတွက်ကြောင့်မလို့အပြည့်အဝထိန်းချုပ်နိုင်နေထိန်းချုပ်စွမ်းအားတွေရှိတယ်ဆိုပြီးတော့လည်းတီးရတာပါ ဲ့တော့ time back ကနေပြီးတော့ဒီ set in debt တွေကို ထိန်းချုပ်တဲ့သူတွေကမြန်မာနိုင်ငံကနှလုံးဈေးကွက်ကြီးအတွက်ကိုပဲ investor တွေ broker တွေပြောမယ်ဆိုလို့ရှိရင် stock manipulation ဆိုတဲ့ဈေးကွက်ကိုတိုက်ရိုက်ထိန်းချုပ်နိုင်တဲ့အာဏာ power ရှိတဲ့ investor တွေအများပြားလဲရှိတယ်ဆိုပြီးတော့သိရတာပါ။ကဲအဲ့ဒီတော့ကျွန်တော်တို့နှလုံးလောင်းကစားရဲ့နောက်ွယ်မှာအဓိကကြိုးကင်သူတွေဆိုပြီးတော့သိထားရတဲ့ bookie တွေပေါ့နော်။ bookie တွေကဘယ်လိုအလုပ်လုပ်တာလဲဘယ်လောက်ထိအရေးပါတာလဲဆိုလို့ရှိရင် ဘူဂီဆိုတာကလောင်းကစားတွေဒီလုပ်ငန်းတွေမှာလောက်ကိုင်းတဲ့လူတွေပြီးတော့အဖွဲ့အစည်းတွေကိုဘူခီဆိုပြီးတော့ခေါ်တယ်ပေါ့နော်အဲ့တော့နှလုံးလောင်းကစားဆိုတာကအနိုင်အရှုံးကိုသူတို့ပဲတတ်မှတ်လိမ့်မယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ဘယ်ကနန်းကို ထိုးသားတွေကထိုးတာများနေလဲဘယ်ကနန်းကတော့ထိုးသားတွေနည်းနေလဲဆိုတာတွေကအစသူတို့တွေကအကုန်သိနိုင်တယ်မိတ်ဆွေတို့လည်းသိမှာပါကျွန်တော်တို့မြန်မာနိုင်ငံမှာကတနေ့မှဆိုလို့ရှိရင်ဘယ်ချိန်ကနေဘယ်ချိန်ထိထိုးသားတွေကိုထိုးဝင်ပြုထားတယ်ပြီးရင်ဘယ်ချိန်ထိတော့စောင့်အဲအဲ့ချိန်ရောက်ရင် ကနန်းဖွင့်ပေးမယ်စတဲ့အချိန်အတွင်းမှာဘိုကီတွေက ထိုးသားတွေဘယ်ကနန်းတွေဘလောက်ထိထိုးနေတယ်လဲဆိုတဲ့ information တွေအကုန်လုံးကိုသူတို့ဘက်ကိုပို့ပေးရတယ်ပေါ့နော်ဒီဘက်ကဒိုင်းတွေကအဲ့တော့မှဘိုကီတွေအနေနဲ့ဘယ်လိုလှုပ်ဆောင်မလဲဘယ်ကနန်းတွေကိုဖွင့်ပေးမယ်ဘယ်ကနန်းတွေကိုတော့မဖွင့်ပေးဘူးစသဖြင့်အဆင့်ဆင့်လှုပ်ဆောင်နေဆိုပြီးတော့လဲအကြံပြင်းနေတယ်သိရတယ်ပေါ့နော်အဲ့တော့ဒီနှလုံးသုံးလုံးလုပ်ငန်းတွေရဲ့နောက်ွယ်ရဲ့ ဘူကီတွေကလှုပ်ဆောင်မှုတွေကအတော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဗျ။အပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရှေ့မှာတင်ဆက်ပေးထားတဲ့ဂိမ်းပေါင်း900ရဲ့ process နဲ့တူတူပဲလို့တောင် ပြောလို့ရတယ်ပေါ့နော်။အဲ့တော့ဂိမ်းပေါင်း900ဗီဒီယိုကိုမကြည့်ရသေးတဲ့လူတွေအတွက်ကိုလည်းကျွန်တော်ဒီမှာထားထားပေးမယ်ပေါ့နော်။ဒီဗီဒီယို link လေးကနေတစ်ဆင့်သွားပြီးတော့နှိပ်ကြည့်လို့ရတယ်ပေါ့နော်။အဲ့တော့ဒီနှလုံးအပွဲမှာရှိတဲ့ဘူဂီတွေဟာဆိုလို့ရှိရင်သူတို့မှာအဆင့်အဆင့်လိုက်ကိုထိ ंछ ုတ်တဲ့လူတွေကမျိုးစုံရှိတယ်ဆိုပြီးတော့လည်းသိရတာဗျ။ ပထမတန်းစားထိန်ချုပ်သူတွေကိုတော့သူတို့အနေနဲ့ Master Boogie လို့ခေါ်ကြတယ်ပေါ့နော်ဒီထိန်ချုပ်သူကြီးတွေဟာဆိုလို့ရှိရင် Set Index ဆိုတဲ့ထိုင်းနိုင်ငံဘက်ကအဓိကကျွန်တော်မြန်မာနိုင်ငံရဲ့နှလုံးထွက်တဲ့အခြေအနေတွေကိုထိုင်းထီတွေဘက်မှာသူတို့တွေ Investor တွေအများကြီးပါဝင်နေတယ်ဒီထိုင်းဘက်ကလုပ်ငန်းရှင်တွေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံဘက်ကနှလုံးဒိုင်ကြီးတွေပေါ့နော်အဓိကအနေနဲ့သူတို့တွေကချိတ်ဆက်ပြီးတော့ information တွေကိုမျှဝေနေတယ်ပြီးတော့အတွင်းလူတွေထားရှိထားတယ်ဆိုပြီးတော့လည်းသိရတာဗျ အဲ့တော့အဓိကထိန်းချုပ်သူတွေကိုမိတ်ဆွေတို့ကတည်ထားရမှာကဆက် in debt မှာပါဝင်နေတဲ့ထိုင်းနိုင်ငံဘက်က investor တွေ information တွေကိုပေးတဲ့ informer တွေလို့တည်ထားရမှာလည်းဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒီ informer တွေကနေပြီးတော့သူတို့တွေကအဲဒီနေ့တော့ဒီမနက်ပိုင်းမှာ set index ကနေပြီးတော့ဘယ်ကဏန်းကိုချပြီးမှအဲဒီတော့မင်းတို့ဒိုင်တွေဘက်ကနေပြီးတော့ဘယ်လိုမျိုးကဏန်းတွေကိုပြန်ချဲလဲပြီးတော့ဘယ်ကဏန်းကိုတော့ထုတ်ပေးတဲ့ဘယ်ကဏန်းကတော့လုံးဝမထုတ်ပေးတဲ့ဘူးဆိုပြီးတော့ပြောမယ်ဒီမှာလဲဒီထိန်းချုပ်သူတွေရဲ့အောက်မှာဒုတိယအကြီးတန်း bookie ဆိုပြီးတော့လည်းရှိပါသေးတယ်ဗျအဲဒီလူတွေကတော့ဒီအစ်စ်မှာအရေးကြီးတယ်လို့ပဲပြောမှာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံကဒိုင်းနေအသီးသီးရှိမယ်အဲဒိုင်းနေအားလုံးကိုချုပ်လိုက်မယ်စီးရင်ကောက်လိုက်မယ်ဒီမနက်ပိုင်းအတွက်ပေါ့နော်ဒီအခြေအနေမှာဘယ်ကဏန်းတွေက လူထိုးများနေတယ်။ဘယ်ကနန်းကတော့တော်ထိုးသားနဲနေတယ်အဲ့တော့ဒီကနန်းကိုသာသူတို့ဘက်ကနေပြီးတော့အာထီအဖွင့်နဲ့ချပေးလိုက်မယ်ဆိုလို့ရှိရင်တော့ငါတို့ဘလောက်ရှုံးနိုင်မလဲစတာတွေကိုကအစဒီဘူဂီတွေကတွက်ချက်ရတယ်တွက်ချက်ပြီးတော့အစင်အစင်ဘယ်ကနန်းကိုထုတ်ပေးမယ်ဘယ်ကနန်းကတော့လုံးဝထုတ်ပေးလို့မဖြစ်ဘူး အဲဟိုကနားကတော့ထိုးသားများနေတယ်နော်ဒီကိစ္စတွေကိုစင်းတွက်ချက်ပေးရတဲ့ဒုတိယအဆင့်အကြီးတန်းဘုခီတွေဆိုပြီးတော့လည်းရှိပါတယ်ဗျအဲ့တော့ဒုတိယအကြီးတန်းဘုခီတွေပြီးွားလို့ရှိရင်သူ့ရဲ့အောက်မှာအလယ်လက်ဆင့်ဘုခီဆိုပြီးတော့လည်းရှိပါသေးတယ်အဲဒီဒုတိယအဆင့်အောက်ကဘုခီတွေဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့နယ်ဆက်ဒေတာတွေအဲဥပမာပြောရမယ်ဆိုရင်ထိုင်းနဲ့မြန်မာနှလုံးလောင်းကစားလုပ်ငန်းတွေဂျားထဲမှာအလွာပါတစ်ခုရှိပါတယ်။အဲ့ဒီနေရာမှာထိန်းချုပ်ထားတဲ့သူတွေပေါ့နော်။အဓိကအနေနဲ့ထိုင်းဘက်က information တွေနဲ့ဒီဘက်က အာကျွန်တော်ရှေ့မှာပြောတဲ့မြန်မာနိုင်ငံဘက်ကထိုးသားတွေဘလောက်ထိုးနေပြီဆိုတော့ information တွေကိုစုတယ်ပြီးွားလို့စုပြီးွားလို့ရှင်သူကထိုင်းကိုပြန်ပို့တယ်ထိုင်းကနေပြီးတော့ဘယ်ကနန်းကိုထုတ်ပေးမယ်ဘယ်ကနန်းကတော့ထုတ်ပေးဖို့မသိဘူးဆိုတဲ့ဟာကိုပစက်မထွက်ခင်စက်ကြားအတွင်းမှာသူတို့ကိုပြန်ပြောတယ်ပြန်ပြောပြီးတော့ဒီဘက်ကဒိုင်ဘက်ကိုပြန်ပြီးတော့ information ပြန်ပို့တယ်ပေါ့နော်အဲ့ဒီကြားကဘူခီတွေကလည်းတစ်ဖက်လက်နဲ့ပြန်ပြီးတော့လှုပ်ရှားသေးတာဗျဒီလူတွေကအဓိကအနေနဲ့ဒီနှလုံးလုပ်ငန်းတွေအသက်ဆိုးရှည်နေအောင်လုပ်ပေးတဲ့လူတွေလို့ပဲပြောလို့ရတယ် ။ဘာဖြစ်လို့လဲဆိုတော့သူတို့တွေဘက်ကနေပြီးတော့တရားမျှတခြင်းအောင်ဆောင်ပြီးတော့အဲတခုခုပေါ့နော်အဲဘေကနန်းကိုတော့ထုတ်ပေးမယ်။ဘေကနန်းဆိုလို့ရှိရင်တော့ပြန်ချိန်ကြီးရတာပေါ့နော်။ထိုးသားတွေအနေနဲ့စိတ်မပြတ်သွားစေဘဲနဲ့ညနေအတွက်ကိုလည်းဆက်ပြီးတော့ထိုးနိုင်အောင်လူတို့တွေရဲ့စိတ်အော် emotional ကို like ပြီးတော့ထိမ့်ချုပ်တဲ့စနစ်ထိတောင်မှရှိတယ်ဆိုပြီးတော့လည်းသိရတာပါဗျအဲ့တော့ကျွန်တော်အခုလို့ အစင်စင်ပြောနေတဲ့ဘုတ်ကြီးတွေကနေဖြတ်သွားပြီးတော့မှ နောက်ဆုံးထိုးသားအ ਨੇ ဆုံးကနန်းတွေကိုချပေးတာလည်းဖြစ်တယ်ပေါ့နော် ပေါက်ကနန်းအဖြစ်နဲ့ဒီမှာပဲသူတို့ချပေးတဲ့ကနန်းနဲ့ကြက်ကန်းဆန်အိုးတိုးတဲ့လူတွေကပေါက်သွားတယ်ပေါ့ဗျာအဲ့တော့မိတ်ဆွေတို့စဉ်းစားကြည့်ဗျာ 1 to 99 1 to 100ပေါ့နော်ပြောရမယ်ဆိုလို့ရှင်100ကတော့မပါဘူး1 to 99နဲ့မှာမိတ်ဆွေတို့ကခဏန်းနှလုံးပါတဲ့အတွဲတစ်ခုကိုထိုးတယ်အဲ့ခဏန်းနှလုံးပါတဲ့အတွဲကလည်းတရားမျှတမှုရှိလားဆိုလည်းမရှိဘူးသူတို့ကကန်ဆယ်မိတ်နိုင်လို့နိုင်ပြီးတော့ပေါက်တဲ့ခဏန်းကိုထားပေးတာလည်းမဟုတ်ဘူးမိတ်ဆွေတို့ထိုးသမျှခဏန်းတွေကိုစီစစ်ပြီးတော့ထိုးသားအ ਨੇ ဆုံးဆိုတဲ့ခဏန်းကိုလည်းချပေးတယ်ပြီးတော့အဲ့လိုခြာပေးတဲ့ထိုင်းဘက်ကလူတွေရှီကကနန်းအမှန်ရောက်သေးလားဆိုတော့လည်းမရောက်ပြန်ဘူး ဘာဖြစ်လို့လဲဆိုတော့ဒီဘက်မြန်မာဘက်က investor တွေ informer တွေ bookie တွေက ပြန်ပြီးတော့လှည့်ထုတ်ပြန်သေးတာအဲ့တော့အာမိတ်ဆွေတို့အတွက်ပြောပြရမယ်ဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့မြန်မာဒီကြားထဲမှာလှူစားခွက်ကလည်းတစ်ခုရှိသေးတယ်ပေါ့ ဘာလဲဆိုတော့အဲ့ဒီနက်ခတ်တို့ပါဝါတို့သူတို့ပြောတဲ့စကားတွေပေါ့နော်ပြီးတော့အတိတ်တို့အိမ်မက်ကနန်းတို့ဘာတို့ဒါတွေကလောင်းစားလုတ်တဲ့သူတွေကိုတစ်ဖက်လက်နဲ့ပြန်ပြီးလှည့်ထုတ်ပြီးတော့သူတို့ကအကွက်ကြက်ကြစီစဉ်ထားတာဗျအဲစာရွက်တွေထွက်တယ်ပေါ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးလောင်းစားကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒီစာရွက်တွေထွက်တယ်ဘယ်ဖုန်းကြီးကဘယ်ကနန်းပေးတာတွေကအစထွက်တယ်ပေါ့နော်ဒါတွေကတကယ်တော့သူတို့ဘက်က informer တွေနဲ့ ်ချိတ်ဆက်ပြီးတော့သူတို့ကတပတ်စာဆိုတပတ်စာဗျာတစ်လစာဆိုတစ်လစာကျွန်တော်အရှိမပြောသွားတဲ့ time back ကထီတွေ set in debt တွေ ਨੇ ပေါင်းပြီးတော့လုတ်ထားတဲ့ကဏ္ဍတွေလည်းဖြစ်တယ်ပြီးတော့ဒီ information တွေကလူလူ ကြားထဲမှာစီးပွားရေးလမ်းကြောင်းရပြောရမယ်ဆိုလို့ရှိရင်သူတို့ကဥပမာဒီရောင်းကိုမရောင်းခင် marketing ကြိုးစင်းတဲ့သဘောလိုပဲမိတ်ဆွေတို့ကတိထားရမှာလည်းဖြစ်တယ်ပေါ့နော်အိမ်မက်ကနန်းတွေပေးတယ်စာရုပ်တွေထုတ်တယ်ဆိုတဲ့လူတွေရဲ့နောက်ွယ်မှာလည်း boogie တွေရှိနိုင်တယ်ဒီ boogie တွေကနေတဆင့်လဲထိုင်းနိုင်ငံက set index တွေရဲ့ informer တွေဖြစ်နိုင်တယ် investor တွေဖြစ်နိုင်တယ်ဒီလုပ်ငန်းအပြကျွန်တော်တို့မြန်မာနိုင်ငံမှာဆယ်စုနှစ်တခုမက ော်တော်လေးကိုမြန်မာပြည်သူတွေရဲ့ကြားမှာဂုတ်ခွစီးထားတဲ့လုပ်ငန်းဆိုတော့မိတ်ဆွေတို့မမျော်လင့်ထားလောက်နိုင်တဲ့ investor တွေအများများတယ်မြန်မာနိုင်ငံကလူတွေလည်းရှိတယ်ပြီးတော့ထိုင်းနိုင်ငံကဘက်ကလူတွေလည်းရှိတယ်အစုအဖွဲ့တွေနဲ့စုပေါင်းပြီးတော့ဒီလုပ်ငန်းကြီးကိုရေရှည်တည်တတ်နေအောင်ထိုးသားတွေရော့မသွားဘဲနဲ့ပို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 ့ထိုးလာခြင်းဟာ နိုင်ပေးလိုက်ရှုံးပေးလိုက်ကျွန်တော်ရှေ့မှာ game ပေါင်း900ဗီဒီယိုထဲမှာပြောထားတဲ့အတိုင်းပဲသူတို့က loss and win ဆိုတဲ့အချက်လက်တွေကိုတိကျတွက်ချက်ပြီးတော့မှဒီလောင်းကစားလုပ်ငန်းတွေကိုဖန်တီးထားတယ်ဆိုတော့မိတ်ဆွေတို့သိစေချင်ပါတယ်အဲ့တော့ကျွန်တော်အခုလောက်ပြောနေသလောက်ဆိုလို့ရှင်မိတ်ဆွေတို့စဉ်းစားကြည့်ပေါ့နော် တကယ်တမ်းဒီကနန်းပေးတဲ့သူတွေကလာအမှန်နေတိနေရတယ်တကယ်ကိုထွက်နေတယ်အပြင်မြဲထွက်နေတာလားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်မိစေတို့ကအတိတ်တွေနမိတ်တွေကောက်ရသေးတယ်ဒီထက်ကမှလွတ်သွားတဲ့ကွက်တွေလည်းရှိတယ်သူတို့ရဒီလိုမျိုးတေးသေးချာချာကို marketing strategy ကိုချိန်ညှိပြီးတော့လှုပ်ထားတာပေါ့နော်အဲ့တော့တကယ်လို့သာဒေကနန်းရနိုင်မယ်ဆိုလို့ရှိရင်သူတို့ပဲထိုင်ထိုးပြီးတော့သူတို့ပဲစီးပွားဖြစ်နေမှာပေါ့ဘယ်ဟုတ်မလဲဗျသူတို့ကထိုးသားတွေကိုတမင်တက်တက်လက်ရက်ခေါ်နေတာ ပြီးတော့ငမားချိတ်နဲ့ငါးများသလိုလုံနေကြတာဆိုတာကိုမိတ်ဆွေတို့အထူးသတိထားမှလည်းဖြစ်တယ်ပေါ့နော်။အဲ့လိုဒီလောက်ပြောနေပေမဲ့လည်းဒါမဲ့တိတိကြီးနဲ့အလိန်ခံနေတဲ့လူတစုကလည်းရှိ ਉ ရှိနေသေးတာဗျ။အပြစ်တင်လို့မရဘူးလို့ပြောပေမဲ့လည်းဒီမှာနှလုံးတဲ့သူတွေကစင်းရဲသားတွေများတယ်ဆိုပြီးတော့စစ်တမ်းတွေဟာတိရတယ်။ဒါမဲ့လည်းစင်းရဲသားတွေကြီးပဲလားဆိုတော့လည်းမဟုတ်ပြန်ဘူးဗျ။ပြည်လင်းနေတဲ့သူတွေထဲမှာလည်းဒီနှလုံးကိုအာတိတရှိရှိနဲ့ဝါသနာတစ်ခုအနေနဲ့ထိုးနေတဲ့သူတွေရှိတယ်။အမှန်တိုင်းကျွန်တော် အထင်မြင်နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံမှာကစီးရင်သားရိများတာကမှန်ပေမဲ့လို့အချောင်သမားတွေကပိုများတာဗျတခုခုဆိုလို့ရှိရင်ငွေကိုအချောင်လိုချင်တယ်ပြီးတော့အလုံးမလုံးချင်ကိုအပြင်းတက်တဲ့လူတွေကများတယ်ဒီလိုပြောလို့လည်းစိတ်မဆိုးနဲ့ပေါ့နော်လူတိုင်းမှာအပြင်းတက်တဲ့စိတ်လည်းရှိတယ်အချောင်လိုချင်တဲ့စိတ်လည်းရှိတယ်ကျွန်တော်မှလည်းရှိတယ်ဒါမဲ့ အဲ့ဒီအပြင်းတက်ပြီးတော့အချောင်လိုချင်းတဲ့စိတ်ကိုကျွန်တော်တို့ကဘယ်လိုဖြတ်ရမလဲဆိုလို့ရှိရင်အလုပ်တစ်ခုပေါ်မှာတိကျစိတ်နှစ်ပြီးတော့ကြိုးကြိုးစားစားလုပ်ကံရမယ်။ငါပြင်းနေလို့မရဘူး။ငါဒီအလုပ်ကိုလုပ်မှငါရဲ့လုပ်အားနဲ့ထမင်းစားနိုင်တဲ့အခြေအနေဆိုတဲ့ဟာကိုကိုယ်စိတ်ကတခုခုကိုခံယူပြီးတော့မှဒီပြင်းတက်တဲ့စိတ်တွေအချောင်ခိုချင်းတဲ့စိတ်တွေကပျောက်သွားမှာဗျ။ ပဝင်းကျင်နယ်လဲဆိုင်နယ်လို့ကျွန်တော်အနေနဲ့ထင်မြင်မိတယ်ပေါ့နော်ပဝင်းကျင်မှာဒီလိုမျိုးအပြင်းတက်ပြီးတော့အချောင်ခိုးတဲ့လူတွေကြားထဲမှာကိုကရောရောနှောနှောနေမယ်ပြီးတော့ကျွန်တော်တို့မြန်မာလူမျိုးအများစုကအပေါင်းအသင်းအရန်မြင့်တက်တဲ့ပဝင်းကျင်ကိုအရန်ခင်တွယ်တတ်တဲ့လူစားမျိုးတွေများတယ်ပေါ့နော်ဒီချက်တွေကိုလည်းကျွန်တော်မိတ်ဆွေတို့အထူးသတိထားစေချင်တယ်အဓိကအနေနဲ့ကို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 မွေးမြူရမှာလည်းဖြစ်တယ်ကိုကိုကိုပြန်ပြီးတော့တွန်းလှန်ရမယ်ဆိုတာကိုလည်းမိတ်ဆွေတို့အနေနဲ့အထူးသတိပြုစေချင်ပါတယ်ပေါ့နော်ဟုတ်ပြီမင်းပြောနေတဲ့ဘိုဂီဆိုတဲ့လူတွေကအခုလိုမျိုးခဏန်းတွေများနေတာတွေကို ထုတ်မပေးဘူးဒါပေမဲ့တချို့တခါတလေမှလည်းထုတ်ပေးလေးရှိတယ်ဒီကိစ္စတွေကြတော့မင်းဘယ်လိုပြောမလဲပေါ့နော်ဒီမှာသူတို့ကကျွန်တော်ရှိမှပြောထားတဲ့ loss and win ပေါ့နော်ဒီအချက်ကိုအခြေခံပြီးတော့ဥပမာအနေနဲ့ဒီတပတ်အတွင်းမှာပေါ့နော်ထိုးသားတွေကအရန်ကိုရှုံးနေပြီးအာသူတို့ထိုးသမျှကဏ္ဍတွေကမပေါက်ဘူးပြီးတော့ဟိုပေါက်တဲ့ကဏ္ဍတွေကလူနည်းစုပဲရှိနေပြီးဟေ့ဆိုလို့ရှိရင်တပတ်ရဲ့နောက်ဆုံးအပိတ်နေဒါမှမဟုတ်ဟိုနောက်တစ်ပတ်ရဲ့အစနေမှာပေါ့နော်သူတို့ကထိုးသားတွေဘယ်ကဏ္ဍများမလဲများနေတဲ့ကဏ္ဍကိုသုံးပုံပုံလိုက်တယ်ပေါ့နော် အ ਨੇ ဆုံးထိုးသားအ ਨੇ ဆုံးကနေပြီးတော့ထိုးသားအလယ်လက်ရှိတဲ့ကနေပြီးတော့အများဆုံးကနေအဲ့ထဲကမှအလယ်လက်ရှိတဲ့ကနေနဲ့အများဆုံးကနေချားတဲ့ကမှမနှဲမမြားကနေကိုသူတို့အနေနဲ့ဖွင့်ချပေးလိုက်တယ်ပေါ့နော်။ဒါဒါဆိုလို့ရှိရင်ထိုးသားတွေကလည်းအာပျော်သွားတယ်။ဘာဖြစ်ဖြစ်ငါတို့ထိုးတဲ့ကနေချားတဲ့ကဥပမာအများဆုံးထိုးတဲ့ကနေလေးတွေက ပေါက်သွားတယ်ပေါ့နော်ဟိုသူတို့ပြောနေကြဆိုတင်ကနန်းလေးတွေပေါက်သွားတယ်ပေါ့ဒါဆိုလို့ရှိရင်ပျော်ပြီးတော့နောက်တစ်ပတ်တော့ကိုအားတွေပြန်ရလာတယ်ပြီးတော့ဒီရလာရေးပတ်စံနေနဲ့ဆက်ထိုးတယ်ပြီးတော့ဆက်ကုန်တယ်နောက်တစ်ပတ်မှာဒီလိုပဲထပ်ဖြစ်တယ်ဒါနဲ့ပဲတန်နေရလဲပြီးတော့မွဲတဲ့နဲ့မှာနစ်တသက်ကိုနစ်လာတယ်လို့ပဲမိတ်ဆွေတို့ကတိထားရမှာလည်းဖြစ်တယ်ပေါ့နော်ကျွန်တော်အခုပြောနေတဲ့အချက်တွေကိုမိတ်ဆွေတို့ကနားလဲဝင်နေပြီဆိုလို့ရှိရင်တကယ်လို့မိတ်ဆွေတို့ကဒီနှလုံးငါ လုံနေတာတွေကမှန်ရဲ့လားဒီလောင်ကစားအပေါ်မှာငါဘလောက်တောင်ရင်းနှီးမြုပ်နှံမှုတွေရှိသွားပြီလေကိုပြန်ဆင်းကိုစဉ်းစားတဲ့နေအခြေအနေတခုကိုရှိနေပြီပေါ့နော်ကဲအဲ့တော့တောက်လျှောက်နှလုံးရဲ့နောက်ကွယ်ကဘလို့လောက်ွက်တွေရှိနေလဲကိုပြောပြလာပြီးတဲ့အစုံးမှာကျွန်တော်တို့နှလုံးတောင်မို့လို့အခုအခြေအနေအထိကိုဆယ်စုနှစ်နေပါမှာကျွန်တော်တို့မြန်မာနိုင်ငံနေကပြည်သူအချို့တွေ ီးတော့အခြေခံလူတန်းစားတွေအနေနဲ့အတော်လေးကိုခက်ခဲကြက်တဲတဲ့အခြေအနေတွေကိုလည်းရင်ဆိုင်ခဲ့ရတယ်။ဒီနှလုံးစိုးကျိုးတွေကြောင့်မို့လို့မိသားစုတွေကွဲတယ်၊အိမ်တော်ရေးတွေပျက်စီးတယ်၊လူမှုစည်းဝေးတွေမှာထိခိုက်ပြီးတော့လူပေါအတိုင်းဝိုင်းအထီကိုတော့မှအာကျွန်တော်တို့စိုးကျိုးတွေတော်တော်လေးကိုပေးလာတဲ့အခြေအနေမျိုးလည်းမိတ်ဆွေတို့အတိပဲဖြစ်မှာပါပေါ့နော်။တချို့ချို့တွေဆိုလို့ရှိရင်ဒိုင်ကြီးတွေ၊ဒိုင်ငယ်တွေအတီးတီးမှာအာဟိုဘက်ဒိုင်ပတ်ထိုးလိုက်ဒီဘက်ဒိုင်အကျွေးထိုးလိုက်နဲ့အကျွေးနွန်ထဲမှာနှစ်နှစ်ပြီးတော့နောက်ဆုံး မဆက်နိုင်တဲ့အဆုံးမှာစိတ်ဓာတ်တွေကျပြီးတော့ကိုယ့်ကိုယ်တက်တည်သွားတဲ့လူတွေတောင်မှရှိရဆိုပြီးတော့လေသတင်းတွေသိရတယ်ပေါ့နော်အခုနှစ်တွေမှာအင်တာနက်ဆိုရှယ်မီဒီယာတွေခက်စားလာပြီးတော့ဆယ်စုနှစ်တစ်ခုကြာကျွန်တော်တို့မြန်မာပြည်သူတွေရဲ့ဂုတ်သွေးဆုတ်လာခဲ့တဲ့ နှလုံးသားကစားအပြင်ကိုမှအဲဆလော့တွေကာစီနိုတွေအွန်လိုင်းဂမ်ဘလင်းတွေစတာတွေကလည်းအတော်လေးကိုခက်စားပြီးတော့ကြော်ညာတဲ့သူတွေကလည်းတော်တော်လေးကိုများနေတယ်ပေါ့နော်ဒီဖက်ခွက်စားကြော်ညာရှင်တွေဆယ်လဘရီတွေအင်ဖလူအင်ဆာတွေကလည်းတော်တော်လေးကိုပေါ်များလာတယ်သူတို့တွေအနေနဲ့ဒါကျွန်တော်တို့ပြည်သူကိုမကြည့်ပဲနဲ့ပတ်စံရလို့မတခုတည်းနဲ့ကြော်ညာကြတယ်ပေါ့နော်ဒီကနေပဲလူကြီးပိုင်းတွေပဲလားဆိုတော့မဟုတ်တော့ဗျလူငယ်ပိုင်းတွေကပါကျွန်တော်ရှေ့မှာပြောခဲ့တဲ့အချောင်လိုခြင်းနဲ့အချောင်ရခြင်းနဲ့ ဒီလိုကိစ္စတွေနဲ့ပဲဒီလမ်းကစားတွေအပေါ်မှာထဲထဲဝင်ဝင်နစ်မြုပ်လာတာကိုလည်းတွေ့ရတာပေါ့ဗျာဒါဆိုလို့ရှိရင်ဘာဖြစ်လို့မဖြေရှင်းတာလဲဓမ္မလည်းလမ်းကြောင်းနေရာမျိုးမျိုးရှိတာပဲဗျာကျွန်တော်ဖြေရှင်းဖို့ဆိုလို့ရှင်ဒီ online gambling တွေနဲ့ပတ်သက်ပြီးလောင်းစားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အခုလိုပြောသလိုမျိုးဘယ်အရာတွေကတော့တင့်တော်မနေဘူးဘယ်လိုလုပ်ပုံကိုင်ဝတ်တွေရှိနေတယ်တော့ဆိုတော့ knowledge sharing တွေများများ လူမှုတွေရှေ့ကိုရောက်သွားဖို့လိုတယ်ဒီလိုကိစ္စတွေက knowledge sharing တွေရောက်သွားမှလာသူတို့တွေတစ်ခါပြောမရရင်နှစ်ခါအဲဒီတယောက်မပြောရရင်နှစ်ယောက်အဓိကအနေနဲ့လူမှုပေါ်မှာလွှမ်းမိုးမှုရှိတဲ့လူတွေက ပြောပြရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဓိကအကြံအချက်ဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့စင်ရတာတွေအချိန်ကလူတန်းစားတွေအတွက်လောက်ရတဲ့ ငွေကြေးတခုကိုပေးစွမ်းနိုင်တဲ့အလောက်ကင်တွေကိုကျွန်တော်တို့နိုင်ငံမှာများစွာရှိနေလို့ရှိရင်ဒီလိုမျိုးလောင်းကစားတွေကပြည်သူတွေရဲ့ကြားထဲမှာပုံမကြီးထွားလာတော့မှာမဟုတ်ဘူးဗျာအဓိကအနေနဲ့အာလောက်အားလားစာတည်တည်ချာချာရနေတယ်ဆိုလို့ရှိရင်ဒီလုပ်ငန်းတွေပေါ်မှာပဲလူတွေကစိတ်နေပြီးလောက်ကြမယ်ပို့ပြီးတော့တာယာကောင်းမွန်တဲ့မိသားစုဘဝတွေကိုတည်ဆောက်နိုင်မယ်အရန်ကိုကောင်းမွန်တဲ့အလောက်ကိုင်ခွင့်လန်းတွေကလည်းဒီလောင်းကစားတွေအတွက်ကိုဖြည့်ရှင်းတဲ့နီးလန်းတစ်ခုဖြစ်လာမယ်လို့သုံးသပ်မိပါတယ်ဗျာ အဲ့တော့အဲကျွန်တော်အတူဆုံးအတူချုပ်ပြီးပြောပြမယ်လေတော်တော်လေးရှည်သွားပြီလို့ထင်ပါတယ်။တောက်လျှောက်ပြောလာတာတွေကတော့နှလုံးလောင်းစားတွေနောက်ွယ်ကအကြောင်းအရာတွေနဲ့သူတို့တွေအဲနောက်မှာဘယ်လိုတွေရှိနေတယ်ဘယ်လိုတွေအလုံးလုံးတလဲဆိုတဲ့အရာတွေပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်မိတ်ဆွေတို့ရောဘယ်လိုထင်လဲ။ အဲမိတ်ဆွေတွေပေါင်းဝင်ချင်မှာရောအခုလိုမျိုးလုံနေတဲ့လူတွေရှိနေသေးလားအာ 2D 3D ကိုအစွဲလန်းကြီးဆွဲပြီးတော့နေစင်တဲ့အများထိုးနေရတဲ့လောင်းကစားလုံနေကြတဲ့လူတွေရှိလို့ရှင်လဲကျွန်တော်ရဲ့ဗီဒီယိုလေးကို share ပြီးတော့ဘယ်လိုတွေမလုပ်သင့်ဘူးဒီလိုတွေရှိနေတယ်ဆိုတာတွေကိုလည်းမျှဝေပေးပါအောင်လို့တောင်းဆိုပြရစေခင်ဗျအဲ့တော့မိတ်ဆွေတွေရဲ့ မှတ်ချက်တွေကိုလည်းလွတ်လပ်စွာကျွန်တော်ရဲ့ comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ဒါတွေကတော့ကျွန်တော်လေးလာထားမိတဲ့လောက်ကိုပြောပြတင်ဆက်ပေးတာဖြစ်တဲ့အတွက်မပြည့်စုံမှုတွေနဲ့အမှားတွေလည်းရှိကောင်းရှိနိုင်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိခဲ့တယ်ဆိုလို့ရှင်တော့ကျွန်တော်ရဲ့ video လေးကို like လုပ်ပေးခဲ့ပြီးတော့အခုလိုမျိုးဘူးစွတ်ရရစရာအကြောင်းအရာတွေကိုနောက်ထပ်ဆက်လက်ကြည့်ရှုဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ဖို့အတွက်ကိုလည်းတောင်းဆိုပါရစေခင်ဗျအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျနောက်ထပ် video မှာပြန်လည်ဆုံတွေ့ကြရအောင်ပါ